ဟေးယောဝလုံးပဲမင်္ဂလာညချန်လေးပါဒီဇင်ဘာလ9ရက်နေ့ညနေပိုင်းအထူးသတင်းများကိုပထမဆုံးလူချင်းတူရှင်တင်ဆက်တော်မှာဖြစ်ပါတယ်ပြီးတော့ဆုနောက်ဗီဒီယိုလေးတွေလည်းကြည့်အောင်မှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့တုံ့ချင်းတွေအားလုံးကြေးများကြည့်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တတိယလေးတွေစကြရအောင်ဒီဇင်ဘာလ3ရက်နေ့တွင်မကွေတိုင်းရေချူမြို့နယ်ဖူးလုံကျေးရွာဘီလီရက်ခုံတွင်ကျူးထူနေသည့်ခလာရ250ခုမှတည့်ရေဘူးကြီးတက်နိုင်ဦးခေါ်အီထူးကို ယေစုပကဖယေဘုံမြကဝင်ရောက်ဖန်စီပီဆိုင်ကယ်ဖစ်တင်ဆောင်ရဲခိုးဆောင်လာစဉ်လန်ဒန်နေယာရောက်ယေဘုံမြဤလက်နက်ကိုလူရဲ့ရဲ့ပြန်လေခုခံခေတောကြောင့်ပိကဖန်စီခေယာနေယာမှာပင်ခွေတဲ့ဝတ်တီတီဆုံတော်ကြောင်တီစီရပါရင်တီဆုံတော်တော်တဲ့ယေဘူးကြီးတနိုင်ဦးခိုအီထူထမှ cycle to see form tong long wei ta tong ting phat pong tin na khu ku ting si ya shi ki jiao တေဆုံရောက်အလောင်းကိုညရှိနိုင်ခန့်တွေခလာရ250ခွန်တိမ်မှာလာရောက်ကိုယူသွားကြောင်းတည်စီရပါတယ်။မပုံတင်တော်မှနှခုတကိတတော်စားကောင်ခုတော့ခွေးတီဝတ်တီတီတော်ပြီဆိုတော့ကောင်းလေးတဲ့တတင်းနောက်တတင်းမကွေတိုင်းပခုတ်ခုခရိုင်အတွင်စစ်ကြောင်းထူဝင်ရောက်တဲ့မိထလာအခြေစိတ်တမတ်ဦးကူစစ်ကြောင်းကိုမိုင်းဆွေတိတ်ခိတ်ပြီးဖန်းစီခိုဆောင်လာတဲ့ပြီးသူနှုတ်ဦးကူကေထုတ်ခိတ်တယ်လို့ ကမ္မဒီတာတော်လှန်ရေးတပေါင်းစုကထုတ်ပြန်ထားပါတယ်။မနေ့ကဒီဇင်ဘာ၄ရက်မှာတမကူကူလက်အုပ်ခံချင်းမြင့်တရင်တွေဖြစ်တဲ့ကမ္မရ၄၁၄၁၈ကူတရင်ကစစ်ကြောင်းကိုပခုခုမြုပ်နေကန်ဒိုချေရအနီးမှာမိုင်းဆွေတိတ်ခိရာစစ်ကောင်စီစစ်ခွေးတကောင်ခွေးတွေဝတ်တွေတည်ဆုံခဲ့တယ်လို့သိရှိရပါတယ်။စစ်ခွေးတွေကအတင်းအဓမ္မဖန်ဆီးထားတဲ့ဘီတူနိုးလေးကိထုတ်နိုင်ခဲ့တယ်။စစ်ခွေးတကောင်လည်းခွေးတွေဝတ်တွေတည်ဆုံသွားတယ်။ တေဆုံးတဲ့စစ်ခွဲတွေဒီထက်များနိုင်တယ်ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရှိရပါတယ်သူတို့ဗီဒီယိုဖမ်းမှာတော့တကောင်ထက်များနိုင်တယ်မဖြစ်လို့လဲဆိုတော့သူတို့မိုင်းဆွဲတဲ့ပုံစံတအားပြင်းတယ်ဖုံကွေးသွားတာအနည်းဆုံးတုံးကောင်လို့တော့တင်မယ်ကောင်လေးတဲ့တတင်းနောက်တတင်းစစ်တုပ်စုတတင်းချုပ်ထားတဲ့မန္တလေးတိုင်းမူကုတ်မြို့နယ်အနောက်ပိုင်းကဘိုလုံးကြီးရွာနဲ့ဘိုလုံးလေရွာဖက်ကစစ်တုပ်စုစခန်းတစ်ခုကိုဒီဇင်ဘာ3ရက်မှာ မူကုတ်တော်လှန်ရေးတပ်ပေါင်းစုတွေကတင်ပိတ်ထားနိုင်ပြီလို့စီရေးတရင်ချင်းတွေကပြောပါတယ်။မူကုတ်မြောက်အနောက်ပိုင်းဖက်ကဘိုလုံးကြီးဘိုလုံးလေဖက်ကစစ်စခန်းကုန်းတစ်ခုကိုတပ်ပေါင်းစုကတင်ပိတ်ထားနိုင်ပါပြီ။စခန်းတင်းတာတော့ရေးဘုံတုံးရောက်တန်ရာရပါတယ်။မစိုးရင်ရဘူးလို့မူကုတ်မြောက်စီရေးတရင်ချင်းကပြောပါတယ်။စစ်ခွေးတွေရဲ့ပြကမှုကြောင့်ပြည်သူတို့အိုးလေတန်ရရရှိတယ်လို့သိရှိရပါတယ်။စစ်ခွေးတွေဘေးနှကောင်တေးလေဘေးနှကောင်တန်ရရရှိလေဆိုတာကတော့မဖော်ပြထားပါဘူး။ สคันติงมารอนี้สงลีกองอากองสีกองเราดอตีมาบอกว่ากองเลยเดตัดเดนนอกตัดเดนมันเรียมโยเจชูโดอันนี้มาตะไปของสองดอกตาตีซะซันอูสองเดลุงีด้วยกะพัสดัดอภิภิเยสันดาปะตะไปเปียวลอกเขปีนอกစီတောစုကအေဒီစန္ဒပြတပိတ်ပြောက်လောက်ခဲ့တဲ့နေရာကိုစင်းထင်းကရေးဆိုင်တွေကိုအကြံဖက်ဖြစ်စီတော့တယ်လို့မြောက်ခန့်တချို့ကပြောပါတယ် ဒီဇင်ဘာလေးရက်မနေ့ကညပိုင်းကစတင်ကမင်းအောင်လှိုင်တက်စကန်စစ်တုပ်စုကလက်နက်အားကိုနဲ့မန္တလေးဈေးချူတော်အနီးတဝိုက်ကိုစီးနှင်းကရေးဆိုင်တွေကိုညလုံးပေါက်ဖြစ်စည်းတာလို့ဆိုပါတယ်ဒီဇင်ဘာ3ရက်မနေ့ပိုင်းကဈေးချူတော်အနီးစန္ဒပြတပိတ်ပြုတ်လို့ခေချောင်းဒေါက်တာတေဇာဆန်ဦးဆောင်တဲ့တပိတ်အဖွဲ့တွေကဒီဇင်ဘာ၄ရက်ညနေပိုင်းမှာတရင်ထုတ်ပြန်ပြီးနော် စစ်တုပ်စုကမြပိုင်းမှာဈေးဆိုင်တွေဖြစ်စီရေးတေတွေကိုရံပြုတ်တောင်းကျန်းသွားတာလို့ဆိုပါတယ်။မြကရေးချူတော်ဧရိယာ29လမ်းရှိ14လမ်းနဲ့စီစငါလာရေဖက်တွေခွေးတွေဝင်မွှေးသွားတယ်လို့မြုပ်ခန့်တူကပြောပါတယ်။မန္တလေးမြို့တော်စီပင်တာယာရေးကော်မတီဦးဆောင်ကစစ်တောက်စုလက်သက်မွေးထားတဲ့မြို့ဆိုထိနဲ့အပြာယူနီဖောင်းဝတ်တွေကဈေးတေတွေကိုဆေးဆူရံပြုတ်ပြီးရေးဆိုင်တွေကိုဖျက်ဆီးတယ်လို့ဆိုပါတယ်။ ညဖက်ကြီးနေဖက်လူမီမာဆုလုံးနေမှာသူတို့တောင်းကျန်တာကူလို့မြုပ်ခန့်တူကလည်းမှတ်ချက်ပြုတ်ပါတယ်။တချို့မီဒီယာတွေကရေးဆိုင်ကွန်စီလို့ပိတ်ထားတယ်လို့ပျက်စီးတယ်လို့ရေးသားထားတယ်။တချို့တွေက90လို့ရေးသားထားတယ်။စစ်ခွေးအပါဝင်စစ်ခွေးလက်အောက်ခံတွေနဲ့အတူအင်အားနဲ့ရာလို့ရေးတဲ့လူတွေရှိတယ်။အင်အား90လို့ရေးတဲ့လူတွေရှိတယ်။ဘာပဲဖြစ်ဖြစ်သူတို့ကြောက်လို့ပေါ့ကွာ။ ဒေါက်တာတေဇာဆန်းနဲ့အဖွဲ့ကိုမနေညံ့ညံ့လုံးပုတ်တော့ရှာတယ်မတွေ့လို့အဲ့လိုပြည်သူတွေကိုဒုက္ခပေးနေတာဖြစ်ပါတယ်မင်းတို့ဒုက္ခပေးချင်ရင်ဒေါက်တာတေဇာဆန်းနဲ့အဖွဲ့ကိုသွားဖမ်းဘာမှမဆိုင်တဲ့ပြည်သူတွေကိုမင်းတို့ဒုက္ခပေးတာမင်းတို့ကိုတိုင်မင်းတို့လမ်းကိုပိတ်တာပဲရေးဆိုင်ပန်းရှင်တွေအတွက်စိတ်မကောင်းပါဘူးထတ်တူနေပါတယ်နောက်တရင်လက်တလောအပင်းအထံဖြစ်ပွားနေတဲ့တချို့ပြန်ကြုတ်ဖြုတ်တဲ့ပွဲတွေရဲ့ dream အကျံပစစ်တပကအကြအဆုံးများနေပြီးစစ်မေပင်မှာရောက်အလောင်းတွေကိုကုတ်မယူနိုင်လောက်အောင်ထိပြင့်ကျင်းနေတယ်လို့စစ်မေပင်တရင်တွေအရသိရှိရပါတယ်။ကျောက်ဖြုံမြုပ်နေမင်းခုန်တိုင်ရေနံတောင်ဝင်းကျင်တန်ချောင်းထဲဇိုင်းချောင်းကျဝင်းကျင်တို့မှာအလောင်းတွေအပုံပုံပြင့်ကျင်းလျက်ရှိနေတယ်လို့စစ်မေပင်တရင်ကြီးမိတူကပြောပါတယ်။နှစ်ဖက်တိတ်ပွေးကလည်းအပိနထံဖြစ်နေတယ်စစ်တပ်စစ်ကြောင်းတွေကထွက်မရောက်တော့ drone jet navy ဒုံကြည်လက်နဲ့ကြည်တွေနဲ့အပင်းအထံပိကူတယ်။အေအေကလေးအထွက်မပေးဘူး။ဟိုဖက်ဒီဖက်နှစ်ဖက်လုံးထွက်မရအောင်ငစ်ပီးတိတ်တယ်။စစ်ခွေအလောင်းတွေပုံနေတယ်။ကောက်ယူမနိုင်တဲ့အထိပြင့်ကျင်းနေတယ်။အပုံနဲ့တွေထနေတယ်။အလောင်းတွေအစုံအပြုံလိုက်ပေးလို့ပြောပါတယ်။ဒါအနန္တေဒီကတဲ့တော့ကျွန်တော်အနက်တွေရတယ်။ Sorry ပါကွာစစ်ခွေအလောင်းတွေဒါအနန္တေလို့။အင်းဒါနေတဲ့အနက်မကြကြဘူးလားတုံးချင်းတော့ နှာခေါင်းနဲ့ပစပိတ်ထားကြတော့ကျွန်တော်ကတော့ခံနိုင်ပါတယ်ကျုပ်ဖြုံမှာစစ်ခွေးတွေမတားပို့ကုန်ကြပြီအလောင်းတွေတော့မှကုတ်မယူနိုင်လောက်အောင်ဖြစ်တယ်ဆိုတော့အာကျုပ်စရာကြီးကျွန်တော်တင်တယ်လွန်ခဲ့တဲ့၃ရက်၄ရက်လောက်ကရန်ကုန်ကနဲ့ပူထားတဲ့စစ်မှုထမ်းတတတိလေးတွေဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်။ဘာပဲဖြစ်ဖြစ်ကွာမတတ်နိုင်ဘူး။ကောင်းလေးတဲ့တတိနောက်တတိမြန်မာနိုင်ငံနဲ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပူးပေါင်းဆောင်ရွက်မှုများတိတိတတ်တာရော့ကျလာခဲ့ပြီး လက်တလို့ပြောင်းလဲနိုင်မီအခြေအနေများမတွေ့ရှိရတော့ကြောင့်ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာဒီမတ်တန်ယုံကိုလာမီ2026ခုနှစ်နှစ်ကုန်ပိုင်းတွေပိတ်တင်းသွားမီဖြစ်ကြောင်းဒီမတ်နိုင်ငံချယ်ယွန်ဂျီဌာနကယနေ့ထုတ်ပြန်ထားပါတယ်မြန်မာတန်ယုံအတွက်အသုံးပြုခဲ့တော့အရင်အမိများကိုဒီမတ်နိုင်ငံဤနိုင်ငံချယ်ယမူဝါဒနဲ့စီးပွားရေးဆိုင်ရာအကျိုးစီးပွားများတွေအသုံးပြုသွားမီဖြစ်ကြောင်း ဒမကနိုင်ငံချာရဲ့ဝန်ကြီးလာလိုကီရာဆူစင်ကတ်တိပေးထားပါတယ်သူတို့နာမည်တွေကဖဖုခတ်တယ်မိုင်ခုလူပေးကြပါရွေးကောက်ပွဲပြီးရင်ပညာရေးတွေမြင့်တက်မယ်နိုင်ငံတွေတူးတက်လာမယ်နိုင်ငံနဲ့နိုင်ငံကတိုင်ယုံတွေပိတ်တော်မယ်ဒမကမှမင်းတို့တာသမီတွေကြောင့်တက်ခိုင်းခြင်းဘလို့လောက်မှာလဲစကွေးထုတ်ခံတဲ့ပြည်သူတွေမင်းတို့ရွေးကောက်ပွဲလောက်ပြီးရင်ဒီထက်အခြေအနေအများကြီးစိုးဦးမယ်နိုင်ငံတိုင်းနိုင်ငံမှာ တန်ယုံဖွင့်ဖို့ဆိုတာတာခက်ငွေကျေးဘီလီယံများစွာကုန်တယ်အဲ့ဒီအရင်အမင်းတွေကိုရှုံရှုံခံပြီးမှပိတ်တင်းတယ်ဆိုတာကတော့စဉ်းစားကြတော့ကျွန်တော်တို့နိုင်ငံလုံခြုံမှုလုံးဝမရှိတော့ဘူးဆိုတာကိုပထမဆုံးပြသတာဒုတိယစီးပွားရေးဘက်မှာတအားကျဆုံးနေပြီဆိုတာကိုပြသတာတော့မပြောတော့ပါဘူးဒီလောက်ပါပဲစကားများတော့ရင်မကောင်းဘူးနောက်တရင်မကွေတိုင်းချုံမြုပ်နေမှာအောက်ချုပ်ရေးမှုနေအင်ကိုအေးစရင်လာတိုင်းတဲ့လူငင်းအူးက အောက်ချုပ်ရေးမှုခေါင်းကူတနက်နဲ့ပိတက်ကလက်တဖက်ကိုလေဖျက်သွားခဲ့တယ်လို့သိရှိရပါတယ်။ဒီဇင်ဘာလ၄ရက်နေ့ညနေပိုင်းလောက်ကချုပ်မြုပ်နေအမှတ်၅ရက်ကအောက်ချုပ်ရေးမှုနေအင်ကိုလူငင်းနှူးရောက်လာပြီးအေးစရင်တိုင်ရင်နဲ့အောက်ချုပ်ရေးမှုကိုတနက်နဲ့ပိတက်ခဲ့တာလို့သိရှိရပါတယ်။အောက်ချုပ်ရေးမှုနာမည်ကထွေးအောင်နိုင်ဖြစ်ပါတယ်။အသက်က52နှစ်အရွယ်ဖြစ်ပါတယ်။ kong le de the din disimbala nga yet ni ye nge ni pai athu tring ka ro di lou ba be ke da suin do chono do patthama song ta khin chin ngwe pu pyo twa da ko ta chat lou shu cha ya aw yin ni myauk nan mu de la da ha ai da ai da chang sa ya no tan yung pyet tan yung pyet twa da le ai da chang sa de man la bi no ngaw pi du pi du ten na aso ya ma mi le de man la bi no to tat da le de myin la bi hm ကျွန်တော်နိုင်ငံသားမှာလောက်တဲ့လူတွေလည်းပြန်လာဖို့ပြင်နေကြပြီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအထယ်ကျုံးဆက်ယုံနေပါလေမြန်မာပြည်ကိုဝင်နေပြီမီးလေးတွေလည်းအပြည့်အစုံသတ်မှုစုံတွေမှာမှန်ဘယ်လိုပြောမလဲမှန်လာပြီတိုးတက်ချိန်ပြတာတိုးတက်မအောင်ကြောက်နေတာတိုးတက်မအောင်ကြိုက်ကြောက်နေတာအဲ့တော့ဒီခွဲသလောက်သားတွေလည်းအာနာသိမ့်လိုက်ကောမီးလည်းမလာတော့မီးမလာတော့ရင်းနှီးမြှုပ်နှံမှုတွေကလက်ကောဟုတ်တယ်နော်ရင်းနှီးမြှုပ်နှံမှုမီးမလာမှတော့ ဟမ်တန်ယုံတွေလည်းပိတ်တယ်နိုင်ငံမြန်မာပြည်မှာသွားပြီးတော့စိုက်ယုံစောက်တော့မလဲလက်ပေါ်အဲ့တော့ဘယ်နိုင်ငံသွားလဲဗီယက်နမ်ကိုသွားတယ်အင်းဗီယက်နမ်အဲ့ဒီတော့လေလေပဲပြီးနေတူမတာကိုမတာတွေတော့မြန်မာနိုင်ငံနဲ့တဲ့ရမလားဗီယက်နမ်တို့ထိုင်းတို့လာအိုတို့တဲ့ရမလားဗီယက်နမ်ထိုင်းလာအိုတို့ဘာတို့ကတူမတာကိုမတာအာတုပတွေတော့ဒါပေမဲ့မြန်မာနိုင်ငံတို့လောလောသားလောအားကဇင်းလုံးတွေတတ်တာတော့ပြပရင်းနှီးမြှုပ်နှံမှုတွေလာတယ်လုံးရင်းလာတယ် ကိုရောလည်းအုတ်ချုပ်လိုက်တော့မီးမလာဘဲလားနခိုးနေတာ哦နော်ဤမီးကခိုးဟင်းတခိုးကြိုးပိုးတွေကလည်းလူကောင်းပြည့်ဟမ်လူကောင်းတွေကသေးဟင်းတခိုးကြိုးပိုးတွေကသူတော်ကောင်းတွေလှုပ်ဖျားတွေသေးမြန်မာနိုင်ငံကလူတွေကိုစိတ်တောင်းသားစိတ်တောင်းသားစိတ်တက်ကိုတွင်းလာအချောင်းလိုချင်တဲ့စိတ်တက်ကိုရိုက်တွင်းလာစကားတွေကြီးလိုက်အိမ်အောင်ကွဲတယ်အောင်မြတ်သားတို့စီးစီးလိုက်ကကြည်နေတာဘလူကြည်လဲတော့မသိဘူး မင်းတော့တောအားသားတွေကိုဂျင်းထဲနေတာအုံတော့ brain wash လုပ်နေတာဟမ်ဒီလူများရဲ့ဆဲဆဲရင်လည်းနာအောင်ပဲဟမ်တော့ဆောက်တော်သားလို့ခေါ်ရင်လည်းမင်းတော့ဘဝင်မြင့်ညံနေတာဟမ်ရိုးသားတဲ့တောသားလေးတို့ကောင်းစီဆော့နေတာမင်းအောင်လိုက်ရပြီဟမ် MRDB ဘိုးကငါလိဘာပညာပေးတာလဲငါပြောတာဘာဒီပညာရဟင်းကိုခင်နောက်ပြန်ဆွဲတဲ့စုံးကဝီအကြိုက်ပါလားလေရင်တီထွင်တာတို့ဟမ်လို့စီကွာနဲ့ဖုံးပြောတာတို့လှုပ်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 လေ ။ဘာပြောတာဘလူကတီထွန်လိုက်လဲဘယ်လူငယ်ကတီထွန်လဲ။ဟာဘယ်လူဘယ်လူငယ်ကဘလူဘလူကြိုးစားပြီးတော့ဟမ်တခါလာတယ်။ဘယ်ကွဲရမအီလိုရုပ်တွေကြည့်လိုက်ရင်ဒီတောက်ခွတွေပဲမရဘူးမယ်။ဟမ်ဟမ်အဲ့တော့ဒီကကြည့်နေတာဟမ်အမေသားမဲသွေးတွေတော့တရားမှာဖော်လို့မလုပ်ဘူးပြောဟမ်အဒီနိုင်ငံမှာသူ့လိုလဲဟေအောင်တရားတရားချင်းငါရှိမှသူ့ရင်တော့ဟောနှုတ်လည်းမဆက်ဘူးလေး စောက်ထန်ကြီးရမယ်တရားမှမပါဘူးရှင်းတယ်နော်အတော်သေးတွေပဲငါလေးမဲသားမဲသမီးမမြင်ဘူးတော့ဗျအဲတို့ကရိုးနေပြီငါတို့ပြောတယ်ငါတို့အသေးတယ်မလားလိုမြင်းတို့ရိုးနေပြီဟုတ်တယ်ကိုငွေပြပြောသွားတာဒါမှန်တယ်ဒီစစ်တော့စုကကျွန်တော်တို့နိုင်ငံကိုမြို့ကိုရီးယားနိုင်ငံလို့ဖြစ်အောင်လုပ်ချင်တယ်လို့ကျွန်တော်ကတော့မြင်တယ်နောက်ထပ်တန်ရုံတွေလည်းအများကြီးပိတ်အောင်မယ်လို့ကျွန်တော်ကတော့ယူဆတယ်ဘာရှင်းနေမြို့နဲ့မှုလည်းမရှိတော့ဘူးလေကျွန်တော်တို့နိုင်ငံတူးတက်တာဘာမှမရှိတော့ဘူးအောက်မှာပဲကုန်ရှင်းတော့ပြီ မတူနေချင်းမှလည်းဘသူကတန်ယုံဆောက်ချင်းမှလည်းကျွန်တော်တို့နိုင်ငံမှာတည်ချင်းမှလည်းဒီစစ်ခွဲတွေပြုတ်မှကျွန်တော်တို့နိုင်ငံတူတက်မယ်အဲ့ဒါပဲကေဒါဆိုရင်တော့ note video ရေဘောထူအောင်လွန်ပြုတ်သွားတာကိုတစ်ချက်လောက်ရှုကြရအောင်အဲ့တော့လက်နက်ကိုင်လမ်းစစ်ဒီ2023 2024 2025ဆိုရဲချင်းသုံးနှစ်ပဲကြာသေးတယ်အကျွန်တော်တို့တွက်တာတော့ဒါပဲဒါမှမဟုတ်ငါတိပိပိမဲ့နိုင်ငံရေးသဘောတဘာဝရ9နှစ်ဆိုတာဟုတ်တယ်ဒါပေမဲ့လက်နက်ကိုင်လမ်းစစ်မှာကျွန်တော်9နှစ်မပြည့်သေးဘူးအဲ့ဒီ3နှစ်အတွင်းမှာ မျိုးပေါင်း90ကျော်သိမ်းနိုင်တယ်စစ်တပ်ရဲ့စကမရဲ့စစ်ခွေးတွေရဲ့ဖက်စစ်စစ်တပ်တွေရဲ့ယူအားအဆင့်တွေတိုင်းအဆင့်တွေကျွန်တော်တို့ဖြုတ်ချနိုင်ခဲ့တယ်ဒီပူပေါင်းတပ်တွေကဆိုတော့ကျွန်တော်တို့ရတခါလေကြတော့ဟာငါတို့ငါးနှစ်လဲကြားလာပြီဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဘာကိုကျွန်တော်ကစိတ်တက်ကြကြားစရာရှိမှာလဲ PDF ဆိုတဲ့ဒီစစ်တီဝါတွေနောက်မှာမာမိတ်တွေဆိုတဲ့ EAO EAOS တွေရဲ့နောက်မှာကျွန်တော်ဘာရှိလို့လဲဘယ်နိုင်ငံရှိလို့လဲခြေခွေဘားတာ၅နှစ်ခွဲလောက်ကြာခဲ့တယ် เนาะသူ့နောက်မှာဒီရုရှားရှိတယ်เนาะနိုင်ငံကြီးတနိုင်ငံကနေကျောတော့နောက်ခံပြီးခဲ့ငါးနှစ်ခွဲကြာခဲ့တယ်ကျွန်တော်ကဘယ်နိုင်ငံမှာကျောတော့နောက်ခံမရှိဘူးပြည်တွင်းထဲကပေါက်ွားလာတဲ့တပ်သားတွေကိုပြည်တွင်းထဲမှာရှိတဲ့လူတွေကထောက်ပံ့ပြီးတော့ကျွန်တော်တို့ကြီးထွားလာတာအဲ့တော့လက်နက်ကင်လန်းစင်ဆိုတဲ့အရာ၃နှစ်လောက်ပဲကြာတဲ့အချိန်မှာမြို့ပေါင်း90ကျော်တိမ့်နိုင်သေးတယ်လက်ရှိမှာလဲစကမာကကျွန်တော်တို့ဒီကနေပြန်တိမ့်နိုင်တာဆိုလို့၈မြို့ခုနှစ်မျိုးရှစ်မျိုးလောက်ပဲရှိသေးတယ်ဒါတော့မောတော်တို့မျိုးကျွန်တော်တို့တွေပြန်ရပြီဆိုတော့ ကျွန်တော်တို့ရင်ဆိုင်နေရတာက နိုင်ငံတော်ဘတ်ဂျက်ကိုတုံးနေရတဲ့စစ်တပ်ခင်မီနီးပညာတွေကိုတုံးဟိုခင်မီနီးပညာတွေနဲ့ဒီအချိန်ဟိုဘတ်ဂျက်ကိုဘတ်ဂျက်နဲ့ခင်မီနီးပညာတွေကိုအချိန်နဲ့အမျှပြောင်းလဲနိုင်တဲ့စစ်တပ်လူဝင်အားအစမတန်အချိန်မီပြန့်ဖြင့်နိုင်တဲ့စစ်တပ်ရုရှားလိုတရုတ်လိုနီးပညာကောင်းတဲ့နိုင်ငံတွေကြောတော့နောက်ခံပြုတ်ထားတဲ့စစ်တပ် เนาะအဲ့လိုအဆအဆရရကျွန်တော်တို့ထက်သားနေတဲ့အရာကြီး organization ကြီးတစ်ခုလုံးကိုကျွန်တော်တို့ကရင်ဆိုင်ရတာဗျမလွယ်ဘူးอืมတကယ်စစ်ဆိုတာတိုက်ဖူးတဲ့လူမှာတိလိမ့်မယ်လိုင်းဘွားကနေအာချောင်လို့မရဘူးတိလားဟုတ်တယ်ဟုတ်တယ်ဖန်ဖန်ဘာဖြစ်လို့တက်ဆုပ်ရလဲဘာဖြစ်လို့တိုက်ဆက်ရလဲเนาะခွာစစ်ထိုးစစ်ကြောင်းနေဆိုတာတကယ်တိုက်ဖူးတဲ့လူမှာတိလိမ့်မယ်တကယ်တိုက်ဖူးတဲ့လူတော့တပွဲနှစ်ပွဲလောက်တိုက်ပြီးတော့အခုဒီဟိုတပွဲနှစ်ပွဲလောက်တိုက်ဖူးတဲ့လူတွေမသိနိုင်ဘူး ကျွန်တော်ပြောတာအဲ့လောက်ရင်ဆိုင်နေရတဲ့ဟာကြီးကိုကျွန်တော်တို့တွေကလက်ရှိမှာဘာပဲဖြစ်ဖြစ်ခုခံစေကျွန်တော်တို့ကလက်ရှိမှာခုခံစေဖြစ်သွားပြီလေနော်ခုခံစစ်နဲ့တရားကိုကျွန်တော်တို့တောင်းထားပြီးထိန်းနိုင်သေးတယ်ဟောဒါတော့ထားပါတော့စစ်ရေးသဘောတဘောတဘာဝတွေပေါ့နော်အနည်းကျောက်ရလို့ရှိရင်၅နှစ်ဆိုတာနိုင်ငံရေးသဘောတဘာဝအရာ၅နှစ်ကြာပေမဲ့လို့တမက်ကိုင်းလမ်းစဉ်အရာကျွန်တော်တို့တွေအစအစုံးဆုံးကြံခဲ့တဲ့လူတွေမသေးလို့ကြံခဲ့တဲ့လူတွေ တွေကျွန်တော်တို့စိမ့်ဘက်တွေမှာအများကြီးရှိတယ်ထောင်ထဲရောက်သွားတဲ့လူတွေခြေလက်ငါစွန့်သွားတဲ့လူတွေနော်တေးသွားတဲ့လူတွေတပုံကြီးရှိတယ်ကျွန်တော်တို့တွေကလူဟောင်းတွေမတီလို့ကြံခဲ့တဲ့လူတွေဒဏ်ရာတွေနဲ့စိတ်နာဒဏ်ရာတွေနဲ့ကြံခဲ့တဲ့လူတွေဒီလူတွေကပိုတည်တယ်ဟောကျွန်တော်တို့ရင်ဆိုင်နေရတဲ့အချိန်မှာနော်ခုခုကဒီဖြစ်လာတဲ့ဖြစ်တည်မှုနှုံးနေတယ်ကျွန်တော်တို့ကတိဆောက်ရတဲ့အရာတွေမတူဘူးရမ်းပင်ပန်းခဲ့တာအဲ့တော့တည်တယ်ဗျာဆိုတော့ဘာနဲ့ငါးနဲ့ရောမချကြပါနဲ့အဲ့ဒါနိုင်ငံရေးဖြစ်စင်ပါ နက်နက်ကိုင်လမ်းစဉ်ဖြစ်စဉ်ကကျွန်တော်တို့တွေတကယ်ကိုရန်သူလက်နက်ကိုလက်နက်တိုက်ခိုက်ရှိတဲ့ရဲဘော်တွေအဲ့လိုတွေတကယ်ကိုအချိန်ကောင်းကောင်းနဲ့လုံနိုင်ရ2023ထဲမှာလုံနိုင်တာဆရာသမားတွေရဲ့အဲ့တော့၃နှစ်ပဲရှိသေးတယ်၃နှစ်တော့မပြည့်သေးတဲ့အချိန်မှာမြို့ပေါင်းများစွာတိမ့်နိုင်တယ်ဗျာဘလောက်ထိခကြီးအရွေတွေရောက်နေလဲပြောချင်တာလေအဲ့လိုစဉ်းစားကြတယ်မှာဟုတ်တယ်နော်အဲ့လိုစဉ်းစားကြတယ်မှာကျွန်တော်ပြပြမယ်အဲ့လိုစဉ်းစားမှလည်းရမယ်ခွဲထုတ်ရမယ်ခွဲထုတ်ရမယ်20 2021 February တရက်နေ့ကနေ PDF ဆိုပြီးဖွဲ့ပြီးတော့စတိုက်ခဲ့တာမဟုတ်ဘူးလေတိုက်ခဲ့တော့လဲကျွန်တော်တို့စီမှာဘယ်ကလက်နက်တွေရောက်လာလို့လဲရှားရတယ်ဖွေရတယ်စူဆောင်းရတယ်အလူခံရတယ်အများကြီးပဲဖျက်ဆီးခဲ့ရတာလေဆိုတော့အဲ့လိုလေတွေးပါအားနဲ့ဆိုတာကနိုင်ငံရေးသဘောတဘာဝအရာ၅နှစ်ကြာပြီမယ်လို့တနက်ကိုင်းလမ်းစဉ်အရာဖွဲ့စည်းတိစောက်တက်ဆင်ဆိုတဲ့အပိုင်းတွေ2021 2022တနှစ်လုံးမှာကျွန်တော်တို့တွေလောက်ခဲ့ရတယ်ဆိုတော့2023စပိုင်းလောက်မှာပဲတိုက်ခိုက်တိုက်စစ်တွေကျွန်တော်တို့ စနိုင်ခဲ့တယ်နော်ဆိုတော့အဲ့လိုတွေးပါနော်လက်နက်ကိုင်းလမ်းတင်ရဆိုရင်တော့မကြာမကြာပါမကြာသေးပါဘူးမကြာသေးတဲ့အချိန်ကာလကမျိုးပေါင်းများစွာသိမ့်နိုင်တယ်အခုဒီပါသွားဆိုလို့ဒါပါသွားတာတောင်မှနော်ဟိုတရုတ်ရဲ့ဂျောင်းဝင်မှုကြောင့်ပါသွားတာတွေကိုလူတွေတော့မကြလို့ပါတယ်မဟုတ်ဘူးဟွန်းဟွန်းအဲ့လိုစဉ်းစားပါနော်ဟုတ်တယ်ဟုတ်တယ်အချင်းအကုန်လုံးမျောလင့်နေတဲ့အရာကြီးကဖြစ်လာမှာပဲလေကျွန်တော်အင်တိုင်ရင်စောင့်မယ်ဆိုတော့လေးတက်တိုက်တလုံးစောင့်မယ်ဗျာဘယ်လောက်ကြာလဲကြာပါဘောဖရင်တေရရတယ်ဖောင်ဒေးရှင်းလောက်ရတယ် ုတ်လားဒီဇိုင်းတွေဆွဲရတယ်ဒီလိုအိမ်တစ်လုံးမိသားစု၄၅ယောက်နေဖို့အိမ်တစ်လုံးတောင်မှဒီလောက်ကြာတယ်ဆိုရင်ဒီတနိုင်ငံလုံးစာလူတန်းပေါင်းများစွာလုပ်တဲ့ကိစ္စဆိုရင်ဘယ်လောက်ကြာမလဲစဉ်းစားကြည့်อืมเนาะဟန်ပဲအချိန်တိုင်းတာတစ်ခုရဲနဲ့ပြုတ်ပြတ်နဲ့ပြီးအောင်လဲဒါတိုက်ဆောင်နေတာမဟုတ်ဘူးเนาะအေဒီယာကျယ်ဝင်းနဲ့เนาะတိမ်ပေါင်းများစွာအေဒီယာကျယ်ဝင်းနဲ့တနိုင်ငံလုံးစာကြီးကိုအကုန်လုံးလုပ်ရတာနည်းနည်းတော့နားလည်ပေးရမယ်ဆိုတော့နည်းနည်းတော့ရှင်းသွားပြီเนาะအဲ့တော့နှစ်ချောရလို့ရှိရင်တော့နနက်ကိုင်းနိုင်ငံရေးဖြစ်စဉ်ကြဆိုရင်တော့၅နှစ်ကြာပြီကျွန်တော်လက်ခံပါတယ် နနခိုင်လမ်းစဉ်ရဆိုရင်တော့ဒါတိတ်မကြသေးပါဘူး။တော့၃နှစ်လောက်ပဲရှိသေးတယ်။၂၁၂၂၂နှစ်လုံးမှာဖွဲ့စည်းတိစောက်တက်ဆင်ဆိုတဲ့ကိစ္စကြီးလောက်ရတာ။တော့ဘသူမှလက်နက်ကရော့အင်းဆိုပြီးတော့ဘသူဘယ်နိုင်ငံမှလာမပေးဘူး။ Okay ကျေးဇူးတင်တယ်နော်။၂021ကတော်တွေမှာထွက်ပြီးမှစစ်တင်တန်းတွေတက်၂021မှာတိတ်ချင်းတဖွဲ့တွေဖွင့်တကေဆခိတာကတော့2023အလီလောက်မှာပဲစတယ်။၂၀၂၂၂၃အလီလောက်မှာဆိုရင်တော့ပြုတ်ချက်စစ်နှစ်တိတ်တာပေါ့ 2023နောက်ပိုင်းမှာတကီစလာကျွန်တော်တို့တို့လှရေးတိတ်ပွေးကြီးကတွက်ကြည့်လိုက်နှစ်နှစ်သုံးနှစ်တောင်ပြီးတယ်အဲ့ဒီနှစ်ခွေးမှာဒီလောက်ခရီးရောက်နိုင်တယ်ဆိုတော့တွက်ကြည့်တော့တုံးချင်းတော့နေသေးတယ်ကျွန်တော်တို့အောင်ပွေးနိုင်ပွေးတွေတားမြားတယ်ကျွန်တော်တို့ရေဘိုးတွေကကုန်ပြုတ်ရမှာကျွန်တော်တို့မရှုံးဘူးနိုင်နေတော့ပဲတိတ်ပွေးမှာခွေးတွေဝတ်တည်တည်နေတဲ့ခွေးတွေများကြီးပဲစစ်ခွေးတွေတရာလောက်ခွေးတွေဝတ်တည်တည်တဲ့ချိန်မှာကျွန်တော်တို့ရေဘိုးဖက်ကတယောက်နှစ်ယောက်လောက်ပဲကြဆုံးတယ်အရင်ရှာမလို့ဘူးအတင်းထကြ ပြောသွားတာတအားကောင်းတယ်အားလည်းရှိပါတယ်ဒေတာဆိုရင်တော့ no video ဖြီတုံးလုံးပါတီဂျိုဝင်းအောင်ပြောသွားတာကိုတစ်ချက်လောက်ရှုကြရအောင်ဒီကောင်ပြန်မနေတာလဲဆိုတာကတော့မသိဘူးဒါပေမဲ့ PDF တွေ့မင်းအောင်ပြရလားမဲမပေးဘူးဆိုပြီးတော့ခေါင်းမာမာနဲ့ပိတ်ကတ်နေတဲ့မြန်မာလူလူသူကြီးကိုမဲမပေးဘဲနဲ့နေမယ်ဆိုတော့မလုပ်ကြမလဲကျွန်တော်တို့နိုင်ငံရေးပါတီကလူကြီးဆိုတာကျွန်တော်ယူကောက်ပွဲကိုလူလာတယ် ဘာဖြစ်လဲဆိုတော့အစတည်းကပါတီစုံဒီမိုကရေစီဟလာရွေးကောက်ပွဲစနစ်ကိုတွားကျင်လို့ဆိုပြီးတော့နိုင်ငံရေးဝင်လို့ရတယ်အဲ့လိုမှမဟုတ်ရင် စောစောစောကြီးကဒီနိုင်ငံရေးလမ်းကြောင်းနဲ့နိုင်ငံရေးဝင်မလို့ဘူးလို့ဈေးကွင်းစောကြီးကတနက်ကင်ပြီးတပုံလုံးနေမှာပေါ့စောကြီးကတနက်ကင်ပြီးတပုံလုံးပြီးတိုက်တာခိုက်တာကိုလုံးဝယုံကြည်မှုလည်းမရှိဘူးအောင်မြင်မယ်လို့လည်းမမယူဆဘူးလက်မခံလို့ဟုတ်ကဲ့ဘယ်ဝဲရမှာကိုယ်စလဲပေါ်လာမယ်ကိုယ်စလဲပေါ်လာမှာလွတ်တော်ပေါ်လာမယ်စူရတဲ့ပေါ်လာမယ်နိ ဟုတ်ပြီအဲ့တော့မေးမေးမဲမထည့်ဘူးဆိုရယ်လို့ကျွန်တော်စဉ်းစားကြည့်อืมတို့ဘာလို့လိုချင်တာလဲပေါ့လေးနှစ်ကျော်ငါးနှစ်ကျော်သွားခဲ့တဲ့အရသာကိုတော်တော်ကြိုက်လာတော်တော်လေးကြည်နက်နေလားကြည်နက်တာပေါ့လောက်ပြီလားဘဝမှာအဲ့လောက်ပဲမှန်တာလားအဲ့ဒါမေးချင်တာ။ဟုတ်ကဲ့။ကျန်ကြိုက်ပြီးတော့တိုက်ခဲ့တာလေ။အဲ့ဒီတလားနလားသုံးလားပြီးမယ်ဆိုတော့တောက်ယူတွေစကားကိုနားထောင်ပြီးတော့လောက်ခဲ့တာ။အခုလူငယ်လူရွယ်တွေလည်းအကုန်လုံးပျက်စီးဘဝတွေပြက်အသက်တွေဆုံးရှုံးပြီးတော့ ဘာရောက်မှလည်းပေါ့မလားဘယ်တော့မှလည်းအောင်မှလည်းမဟုတ်ဟုတ်ဒီဒေါ်လာရေးရမအောင်မြင်ဘူးဆိုတော့ကျွန်တော်တို့အစိုးရရတည်တယ်နော်အောင်မြင်စရာအကြောင်းလည်းမရှိဘူးဆိုတော့တည်နော်အဲကြောင့်မလုပ်တာအဲ့တော့အဲ့ဒေါ်လာရေးလည်းအားကိုးလို့မရတော့အနေထားမှာတော့ရုပ်ောက်ပွဲနီလာတော့ဒါတော့မှရမှာလीအဲ့လိုစုပမှုတွေချမ်းမမှုတွေမလုပ်ကြပါနဲ့လို့ပြောရစကားမယုံလို့စမ်းလုခဲ့ပြီးတော့ဦးနေတင့်တယ်ကြာပြီးပြီနော်နေကြာပြီးတော့အောင်မြင်လာလည်းမဟုတ်ဆွဲဥတာပဲရှိတဲ့အနေထားအနေထားမှာတိနေပြီးပြီဆိုရင်ကျွန်တော်လမ်းကြောင်းပြောင်းနေပြီလीအင်း ဟုတ်လားကိုရှောက်နေလမ်းကြီးမှားနေဆိုတာတီးပြီဆိုတဲ့အချိန်မှာဘယ်မှာတော့လဲပြောရမလဲနီးလမ်းရှာတော့မလဲတီးတဲ့လူတွေတက်တဲ့လူတွေကထောက်ပြရအောင်ဝိုင်းဆဲနေုံနဲ့အော်မင်းတို့ကတီးဖြစ်လာမှာမဟုတ်တီးတွေပေါ့ပူပေါင်းနဲ့အစိုးရတစ်တည်းကပေါ်လာမှသာလျင်ခမားတို့ကြံတဲ့လူချင်းနေတဲ့အခြေအနေတွေကိုအဲ့ဒီပေါ်လာတဲ့လွှတ်တော်တို့အစိုးရတို့ကတုံ့တက်ဆုံးဖြတ်နိုင်ရမှာအော်ကျွန်တော်လူချင်းတဲ့အခြေအနေကကျွန်တော်တို့တိုက်ခဲ့ပြီးမရဘူးအင်းအဲ့တော့တိုက်ခဲ့ပြီးမရတဲ့အခါမှာအခုကျွန်တော်တို့သွားနေတဲ့လမ်းကြောင် သွားလို့ရတယ်သွားမယ်လူညီမယ်ဆိုရင်သွားလို့ရတယ်ဟုတ်ကဲ့ဒီမိုကရေစီဆိုတာအများဆန္ဒပဲအခုမင်းတို့လုပ်နေတဲ့ရွေးကောက်ပွဲကလူအများစုထောက်ခံတဲ့ရွေးကောက်ပွဲလားအဲ့ဒါဒီမိုကရေစီမဖြစ်နိုင်ဘူးတိလာခွေတာလူငယ်တွေကတော်လှန်ရေးလောက်အောင်ဘသူမှမတိတ်တွန်းဘူးသူတို့စန္ဒငါတို့စန္ဒနဲ့လောက်ကြတယ်တိတ်တွန်းစရာလည်းမလိုဘူးအမင်းအယုံရှိတဲ့မျက်စိတွေပွင့်ပြီးမှတိကြတယ်ဦးနှောက်နဲ့မင်းတို့လူတကူကောင်းဆန်ပြီးမှအတိငင်မရှိတဲ့ခွေးမျိုးတွေမဟုတ်ဘူးဆိုတာမင်းမှတ်ထား မင်းတို့ရွေးကောက်ပွဲအောင်ရင်အကုန်လုံးပြီးဆုံးမယ်ဆိုတာကိုမင်းပြောချင်တယ်မဟုတ်လား NLD ခက်တော်မှမပြီးဆုံးဘူးမင်းတို့ရွေးကောက်ပွဲတော်မလောက်သေးဘူးတန်ယုံနှယုံပိတ်သွားပြီမင်းတို့ရွေးကောက်ပွဲပြီးရင်တော့ဒီထက်စုဖို့ပဲကျန်တယ်အဲ့ဒါပဲပြောချင်တယ်မင်းတို့တွေကဒါမှမဝင်ဘူးတိလားဒါပေမဲ့မင်းမျက်နှာလေးကိုလည်း PDF တွေနဲ့ပြီးတူလူထုကမှတ်မိအောင်ကျွန်တော်ဗီဒီယိုမှလာထည့်ပေးတာဟုတ်ကဲ့ပါတုံးချင်းတော်ဒီနေ့ညတင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ဂျမိုင်းခုစိတ်ကြပါ I love you all. God bless you all. Thank you for your time.